Hello အားလုံးမင်္ဂလာပါရှင် Fury Yoga Studio ရဲ့ channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမကလေကျမတို့ရဲ့အဲကြွက်သားတွေကိုမသုံးမဲထားပြီးတော့အထိုင်ရတဲ့သူတွေအထူးသဖြင့်ယုံလုံးလုတ်ပြီးတော့ထိုင်တဲ့အလုပ်ကိုလုပ်များတဲ့သူတွေအတွက်အားနည်းနေတဲ့ကြွက်သားတွေကိုအားကောင်းလာအောင်လို့ပြီးရင်ဒီခုံမိုလေးပေါ်မှာထိုင်နေရင်းနဲ့ပဲအဲလေ့ကျင့်လို့ရသွားမယ်ပေါ့နော်ခဏတာယုံမှာ break လေးလုတ်ပြီးတော့လေ့ကျင့်လို့ရမယ်အဲအကွက်လေးပြပေးမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျမတို့တွေ ထူးသဖြင့်ကွန်ပျူတာနဲ့ဒီလိုလုပ်ရတဲ့လေ့ကျင့်ထိုင်ရတဲ့သူတွေပေါ့နော်အဲ့အနေထားမှာဒီလိုမျိုးပကုံးဒီဒီလိုမျိုး hunch ဖြစ်နေတတ်တယ်ဒီပုံစံလေးရှိတတ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီမြားလေးကို open chest open shoulder လေးကျမတို့လုပ်ချင်တာပေါ့နော်အဲ့အနေထားလေးဖြစ်အောင်တွားချင်တာအဲ့တော့ကျမတို့လက်ကလေးကိုလိုလေးပိုက်လိုက်တယ်နော်လက်လေးပိုက်လိုက်ပြီးွားရင်ကိုယ့်ကိုဖတ်လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်ပြီးွားရင်ရှူသွင်းရင်းနဲ့ကျမတို့ပကုံးလေးကိုပေါ်လေးကိုမတင်မယ်ရှူထောက်ရင်းနဲ့ပြန်ချရှူသွင်းနဲ့မတင်မယ် ရှူထုတ်ရင်လည်းပြန်ချရှူသွင်းနေမှတင်မယ်ရှူထုတ်ရင်လည်းပြန်ချမယ်โอเคငါးကားလောက်လောက်ကြည့်လိုက်ငါးကားလောက်လောက်ပြီးသွားတဲ့ချိန်ကျရင်ကျမတို့တွေနောက်တစ်ခုလေးသွားမယ်အဲ့တော့ရင်မက်ကိုဖွင့်မယ်ပခုံးလေးကိုလိုမတင်နိုင်နဲ့ပတ်ပတ်လဲဝိုက်မှာ1 2 3ခါးလေးပဲပါမယ်4 5 6 7 8 five okay ရောင်းမြင်လေးကပြန်ဝိုက်ရအောင်ကျွန်တော်တို့ one ကြည့်ကြမယ် two three four five okay ဖြည်းဖြည်းချင်းလေးပြန်လာ okay ပြီးသွားရင်တော့ကျွန်တော်တို့နောက်တစ်ခုလေးသွားမယ်ဒါလေးတော့ကျွန်မရဲ့ favorite ပဲเนาะ favorite ဆိုခုံလေးလည်းရှိရယ်ဆိုတော့လေအဲ့တော့ကွန်ပျူတာလေးရှိရယ်ဆိုကွန်ပျူတာလေးကိုခဏလောက်ရှေ့မှာခြားတာကိုက လို့ပြောမလဲဆိုလို့ရှိရင်ဒီမှာဖုံးလေးဖြစ်ဖြစ်တခုကင်စရာလေးเนาะကိုနာမှာရေဘူးလေးရှိရဆိုလဲရေဘူးလေးဖြစ်ဖြစ်ပေါ့เนาะကင်ထားကင်ထားပြီးရင်ခနာကိုလေးကိုပခုံးလေးအဲအဲခနာကိုလေးကိုဆိုရဲကလထိုင်လေးပေါ့เนาะချဲလေးကိုနောက်ကိုနည်းနည်းလေးချက်ဆုပ်လိုက်ဆုပ်လိုက်ပြီးရင်ဒီပေါ်မှာကြောင်စလေးတင်ကြောင်စအဖျားလောက်လေးပဲတင်ပြန်ရတဲ့လောက်လေဒါလေးကိုကင်တာကိုယ်ရေဘူးလေးဖြစ်ဖြစ်တစ်ခုခုကိုကင်တာဖုံးလေးဖြစ်ဖြစ်တစ်ခုခုကိုကင်တာကင်တာပြီးရတဲ့လောက်လေးဖြီးမယ် အဲ့ဒီကင်ထားတဲ့လက်ကလေးကိုလေအနောက်ကလက်ပြင်းသားလေးထိရောက်အောင်လို့ကျမတို့မလုပ်မလဲဆိုရှင် stretch လုပ်ပေးမယ်ခေါင်းလေးကလည်းနှစ်ခုကြားတိုးဝင်လာရတယ်အတန်းလေး stretching လေးလုပ်ထားပေးစက္ကန့်30လောက်နေမယ်ရရဆိုရင်ရှုသွင်းမယ်ရှုထုတ်မယ်နော် okay ဒါလေးတစ်ခုလုပ်မယ်နော် okay ဒါလေးက stretching လေးအဲကိုကနည်းနည်းလေးထိုင်ရနေနည်းနည်းလေးထကြည့်လိုက်ကွယ်ထကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုံလေးကိုနည်းနည်းလေးဖယ်လိုက် ဖယ်လိုက်ပြီးတော့နည်းနည်းလေးပို့ပြီးတော့တင်မားလေးကိုအနောက်ဘက်ကိုတွန်းလိုက်မယ်ဒီလိုလေးပို့ပြီးတော့ stretch လုပ်နိုင်ပို့ကောင်းတယ် okay okay stretch လေးလုပ်ထားပခုံးလေးကို stretch လုပ်ပေးတာเนาะလေရှူမယ်2ဒူးလေးကွေးထား3ပခုံးနာလေးကိုတင်းအားလေးကိုတီးခန်းခဏလေးနေ4 5 temporary လောက်နေပြီเนาะ second 30လောက်လေးနေပြီရရဲဆိုရင် okay ပြန် short okay ဒါကျတော့ပခုံးလေးကို short တာပါเนาะ အဲ့တော့နောက်တစ်ခုလေးသွားရအောင်နောက်တစ်ခုကကြတော့ကျမတို့နော်အင်းဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်နေတာများတယ်လေနော်ထိုင်နေတာများဒီတင်ပခွက်တွေပါတယ်မှာဆိုလို့ရှိရင်ကြွက်သားတွေကတင်းပြီးတော့ရှိနေတာများတယ်အဲ့တော့ခြောက်လေးကိုနော်ဒါလေးဒီအရန်ကောင်းတဲ့ stretching လေးနော်အဲ့တော့သူ့ရဲ့အားသာချက်တစ်ခုကလေဘာလဲဆိုကျွန်တော်တို့အလုံးလုံးနေရင်းနဲ့လေခြောက်လေးကိုတစ်ဖက်ကိုဒီဘက်ကလူကောင်းအဖျားလေးမှာကျွန်တော်တို့တင်ထားလို့ရတယ်နော်လူကောင်းရဲ့ ပေါင်ဖြားလေးမှာတင်ထားလို့ရတယ်။တင်ထားပြီးကိုလုတ်ဆရာလေးရှိရာလေးလုတ်ပြီး။ဒါပေမဲ့ခဏကွာတော့ကုန်းကုန်းကြီးမဖြစ်စေနဲ့ပေါ့နော်။ရင်ဘက်လေးဖွင့်ပြီးတော့လုတ်ဆရာရှိရာဟောလုတ်မယ်။ Okay ။အဲ့တော့ကိုကအေးစလေးနားလို့ရတယ်ဆိုတဲ့အနေထား break လုပ်လို့ရတဲ့အနေထားကြလို့ရှင်တော့ခါလေးကိုလည်ပြီးလှည့်လိုက်တယ်။အဲ့တော့ဒီခြေဖွားလေးတင်ထားတယ်နော်။ခြေဖွားလေးတင်ထားတဲ့ဒါဆိုဘဲခြေောက်လေးနဲ့ညာလက်ကလေးနဲ့ကို sorry ဘဲလက်ကလေးနဲ့ကိုကလန့်တာ။ခါးနေအောင်အားထည့်ခါးနေအောင်အားထည့်ပြီးလိန်အောင်လှည့်အောင် မိမိရဲ့ရင်ဘက်ကိုဒီဘက်ချမ်းပေါ့နော် opposite လို့ခေါ်ရဲကျမတို့ညာဘက်တစ်ချမ်းလုံးကိုဒီမှာဆွလှည့်ထားတယ်နေရှုမထိန်းရမယ်2 3 4 5 okay လိန်ထားမယ် okay ပြန်လာမယ်ပြန်လာပြီးွားရင်နောက်တစ်ဖက်လေးပြောင်းမယ်အတိုင်းမဲ့ကိုလှုပ်ရှားရှိရဲ့လှုပ်ရှိရဲ့ဆိုလို့ရှိရင်လုံးနေလို့ရတယ် ိုနေဒီဇိုင်းလေးတင်တာအာယုံဒီမှာခဏအရန်မထားနေပါတော့ကိုကအလုပ်အရန်ရှုပ်တဲ့သူဆိုရင်ညဒီဇိုင်းလေးပဲထိုင်နေရပြီ okay acid break လောက်ချင်တဲ့သူဆိုလို့ရှိရင်တော့အသားလေးခါလေးကိုလိမ့်ပြီးလှည့်လိုက်လေရှူမယ်ရင်ဘက်တစ်ခုလုံးဆွဲလှည့်မယ်အဲ့ဒီနေရာမှာတင်မားကြီးတို့ light မပါသွားစေနဲ့နော်တင်မားဒီသူ့နေရာမှာပဲခနာကိုဒီ center line မှာပဲရှိရမယ်ကိုယ့်ရဲ့ခါးနေရာနဲ့ကိုယ့်ရဲ့ဝမ်းပိုက်နေရာကိုအပြည့်ပြီးလှည့်2 3 4 5 okay နေနိုင်တော့တက်နိုင်ဆုံးစက္ကန့်30လောက်ထိနေမယ်เนาะအနည်းဆုံးစက္ကန့်30နေမယ် okay ပြန်ချမယ်နောက်တစ်ခုလေနောက်ခုကျခန္ဓာကိုယ်လေးကိုကျွန်မကဒီမှာเนาะကိုဒီဘက်ကိုလှည့်လိုက်လှည့်လိုက်ပြီးကိုယ့်ရဲ့ပခုံးကိုပဲကျွန်မ stretch လုပ်မယ်เนาะပခုံးကိုပဲ stretch လုပ်မယ်အဲ့တော့ကိုယ့်ရဲ့ desk လေးကိုကိုယ့်ဒီကလထိုင်လေးကိုလက်ကလေးနဲ့ကင်ထားကင်ထားပြီးပြီးတော့လို့ရှိရင်ကျွန်မကအခုဒီအနောက်ကပခုံးလေးเนาะလက်အဲလက်ပြင်လေးကို short မှာပြတဲ့ကြမှာခန္ဓာကိုယ်ကြတော့ကျွန်မဒီဘက်ကိုဆွဲလှည့်ပေး1နောက်ကလက်ပြင်ကတင်းသွားလိမ့်မယ်နော်2 3 4 5အတိုင်းမဲ့ဒီဘက်ကိုပြန်သွားမယ်1ခဏကွာဒီဘက်ကိုလှည့်နော်ပြောင်းပြန်ပြန်လှည့်နော်3 4 okay 5နော် okay ဒါလေးတစ်ခုနောက်တစ်ခုထပ်သွားမယ်နောက်တစ်ခုကကြတော့ဒီမှာကြည့်ကြအောင်ကျမတို့အမ်ဒီမှာနော်ထိုင်လာကြလာရင်လူမျိုးတွေဖြစ်လာခဏကွာ hunch ဖြစ်လာဒီပုံစံမျိုးလေးဖြစ်လာ ဒီနေရာကဒီနောက်လမ်ဘာနေရာကကျမတို့ခါအောက်ပိုင်းရှိတဲ့နေရာက ပို့ပြီးတင်းလာလေလေသူခါနဲ့ဆက်ဆက်မှုရှိရဒီတစ်ခါကွေးကြောတွေပါလိုက်ပြီးတော့တင်းလာလို့အားကြောင့်မလို့ကျမတို့ဒီလိုထိုင်မှများလာပြီးတော့ဖြည်းခဏကိုက body posture awareness နည်းတဲ့သူဆိုလို့ရှိရင်ဒါကိုဒီလိုထိုင်မိတယ်ဆိုတာကိုလည်းပဲကိုကမသိဘူးတတိမထားလိုက်မိဘူးကိုမှလည်းပဲတခြားအာယုံဆိုင်ရမယ့်ဟာကဇန်ဝင်နေရဆိုလို့ရှိရင်ပိုဆိုးရတယ်နော်အဲ့တော့အဲ့လိုဖြစ်သွားတတ်တယ်ဒါကြောင့်မလို့ဒီနေထားလေးကိုတဲ့ဖို့အနေနဲ့ကျမကဘယ်လိုလေးသွားမလဲဆိုလို့ရှိရင် တစ်ခေါက်ကွေးကြောတင်းတာကိုလည်းပဲအဓိက short ပေးတဲ့အကောင်းဆုံးပုံစံလေးပေါ့နော်ဒါကကိုကအာမအားတဲ့သူယုံမှလည်းပဲလှုပ်လှုပ်တာနေရလို့ဆိုရင်ကျမတို့ဒီလို hunch ဖြစ်နေတဲ့အနေအထားကြီးမှကြည့်နော်လူမျိုးဒီနေရာကြီးက hunch ဒီနေရာကြီးကခုံခုံဖြစ်တဲ့အနေအထားကနေကျမခန္ဓာကိုယ် muscle short ဖြစ်နေရတယ် muscle long ကဖြစ်အောင်ရှေးလောင်ကျမလုံးအဲ့တော့ဒီမှာဆိုရင်ခြေောက်လေးတစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်နော်ဆန့်ထုတ်ပြီးခန္ဓာကွက်တူလားခုနကတိုနေတဲ့ဒီနာခါနေရာနေရာကို stretch လုပ်လက်နေနဲ့ခန္ဓာကိုယ်ခန္ဓာကိုယ် ဆွဲဆန့်လိုက်တယ်ခနာကိုလေးကိုရှေ့ကိုတိုးတယ်ညီမဖွင့်တယ်အလုတ်လုတ်ဆရာရှေ့ကလုတ်ထားလုတ်လို့ရခြေကိုကော့ထားမယ်ခနာကိုရှေ့ကိုခနာကိုရှေ့ကိုပဲသွားမယ်နော်ကိုင်းမယ်ခနာကိုရှေ့ကို open chest အနေထားလေးနဲ့ဖွင့်ထားတယ်လို့အနောက်ကိုပြန်ထိုင်တာမျိုးမဟုတ်နော်ဒီမှာတစ်ခါကွေးကြောလေးရလဲသူတင်းနေရလေသူဟာသူရှိလဲဟိုဘက်ကိုလုတ်ရှေ့ရလုတ်ဆရာရှေ့ရလုတ် okay ဒါဆိုနောက်တစ်ဖက်ကိုပြန်သွားမယ်အတိုင်းလေးပဲခြေလေးကိုဆန့်ထုတ်လိုက်တယ်ခနာကိုရှေ့ကို forward ခနာကိုခါလေးကိုဆွဲဆန့်နေ နော်ကော့ထားကိုယ့်ရှေ့မှာဒီမှာကြည့်ဒီမှာဆိုကျမဆိုခုံလေးရှိတော့ခုံလေးကိုမှတင်ထားခြင်းလဲတင်ထားအရှိကိုဆွဲဆန့်ပြီးတော့ညโอเคဒါလေးတစ်ခုโอเคနောက်တစ်ခုကကြတော့ကျမတို့နှစ်ခုပဲကျန်တော့တယ်အဲ့နှစ်ခုကလည်းတော်တော်လေးကိုအခုယောဂသင်တန်းမှာဆိုတော်တော်လေးကိုတွေ့ရများတဲ့အပြည့်တနာပါနော်လူတိုင်းမှာပဲယောဂသင်တန်းမှာမှမဟုတ်ဘူးကျမတို့ဒီဒီဒီနားမှာရှိရဲပေါင်တွင်းထဲလေးမှာရှိ hip flexor လို့ခေါ်တဲ့ ွတ်သားလေးရှိနော်အဲ့ကျွတ်သားလေးကကျမတို့ဒီဗားလဲဆိုရှင်ဒီခနာကိုအပေါ်ပိုင်းနဲ့ဒီပေါင်နဲ့ကိုဆက်ဆက်ပေးထားတယ်အဲ့တော့အောက်ပိုင်းကိုဆက်ဆက်ပေးထားတယ်အဲ့တော့အဲ့ hip flexor လေးရဲ့ပြဿနာကြတော့ဗားလဲဆိုလို့ရှင်အားနေတာတစ်ပိုင်းရယ်တင်းတာတစ်ပိုင်းနှစ်ပိုင်းရှိရပါနော်အဲ့ကျွတ်သားကိုအလုံးမလုံးပဲထားတဲ့ခါမှာအဲ့ကျွတ်သားတင်းအဲအားနေလာအဲ့တော့ပထမတစ်ခုပြမှာဒီသူ့ကိုအားကောင်းအောင်လုပ်တဲ့ဟာလေးပြမယ်ဒုတိယတစ်ခုကကြတော့သူ့ကိုရှော့တဲ့ဟာလေးပြနော် ဲ့တော့ပထမတစ်ခုလေးကိုယင်ကြည့်အောင်ကိုကကိုလှုပ်ရှားရှိရလှုပ်ရင်လည်းလှုပ်ဒါမှမဟုတ်ခဏနားနေရင်လည်းတတောင့်တတာပဲခါလေး70တိုင်းထိုင်နေလိုက် breath awareness လေးကိုလှုပ်လေးရှူတာလေးကို aware လေးလှုပ်ပြီးတော့ကြောက်ကိုမမယ်ခါလေးမှတ်ထားပြီးဒီနားလေးပေါအတွင်းနဲ့လေးမှာအလုံးလောက်တာခံစားကြည့်ဒါလေးကိုမယုံလေးပဲပြန်ချလဲရတယ်အောက်ကိုပြန်ထိလဲရတယ်အကျိန်20လောက်လေးသွားပြီးကြည့်ဟုတ်ပြီနော် ရှူထော့ပြီးရင်ခဏအမောဖြစ်နောက်တစ်ဖက်လေးသွားကြည့်လို့ရရင်သွားမယ်မာရနော် app 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 ရသလောက်လေးခမ်းမဲ့ပြီးတော့ပေါင်ဘိုင်းနာလေးကိုဆွဲကက်တယ်ခဏကိုဘက်ကိုဆွဲကက်တယ်ပေါ့နော်ရသလောက်လေး app app တေးသေးလေးလက်တရလောက်လေးလှုပ်လှုပ်လေးဆိုလဲရတယ်နော်အဲ့ဒါဒီဘာလို့တာဆိုအဲ့ hip flex ဆောက်ကျွန်တော်တို့ဘာလို့တာဆိုရှင် strengthening လုပ်တာနော် stretch stretch မဟုတ်သေးဘူးနော်ဒုတိယတစ်ခုကကြတော့အဲ့ကျွတ်သားတန်တော့အဲမာဆယ်ကတော့ကားကောင်းတယ်မာဆယ်ကတော့တန်တယ်ဒါပေမဲ့အဲ့မာဆယ်ကို လန်ဒနီလောက်ထားတဲ့ပမာဏမရှိတော့အဲ့50ရက်တင်းတယ်နောက်တစ်ချက်ကကြာနောက်ပြဿနာတွေကတင်းတာအဲ့တော့တင်းတာကိုကြာတော့ကျမတို့ဘယ်လိုလျှော့မလဲဆိုတော့အကယ်၍များကိုယ့်ရဲ့အောက်ကကျမဆိုတာကော်စောဖြစ်နေလို့ပေါ့နော်ကိုယ့်ရဲ့ခုံယုံမှာကိုယ်လောလောတဲ့နေရာမှာဘယ်လိုပြောမလဲဆိုအဲကော်စောလိုမျိုးအထူဆိုတော့ပြဿနာမရှိဘူးအောက်ကဒီ surface area နဲ့မှာရယ်ဆိုဒူးနာတက်တယ်အဲ့တော့ကိုယ်နားလေးမှာဥမာအခုခံလေးတစ်ခုထားပါတော့နော်ကိုယ့်အစီမှာပဝါလေးပါလေးပြပါရယ်ဆိုလို့ရှင်လဲ ပဝါတို့ဥမာဆိုရှင်အနွေးရည်တွေပါကိုကဝစ်လာရဲဆိုလဲခဏလောက်ခောက်ပြီးဒူးအောင်ခဏထည့်လိုက်ပါတော့ဆိုတော့ဒူးနာမှာဆိုလို့သူကဒူးချရမှာနော်ဒူးချရမယ်ဒူးချပြီးတော့ကိုယ့်ရဲ့ထိုင်နဲ့ကိုယ့်ရဲ့ကလထိုင်ကိုအနောက်တစ်ချက်ပို့လိုက်ဟုတ်ပြီနော်ပို့လိုက်မယ်ပို့လိုက်ပြီးွားရင်ကျမတို့အตาလေးချက်ကိုလိုလေးတင်နော်လိုလေးတင်မယ်နော်ဒူးကိုအရင်မချရအောင်လေကျမပြပြရနော်နောက်တစ်မျိုးကဒူးမချနဲ့တော့တင်ထားတင်ထားပြီးရင်ချက်လေးကိုဒီလိုမျိုးလေး လူမချနဲ့တော့လူချရင်နာမှာဆိုလို့နော်ဒီဟာလေးနဲ့သွားမယ်ခုံလေးပေါ်မှာကြိုးလေးတင်လိုက်တင်လိုက်ပြီးသွားလို့ရှိရင်ဒီမှာကြည့်ဒီနားလေးမှာလမ်းတန်းင်းဖြစ်သွားခံစားကြည့်โอเคဒီတိုင်းလေးနဲ့အလုံးလုံးလုံးရရင်ဒီတိုင်းလေးလုံးမယ်โอเคခဏဒီနားလေးလမ်းတန်းင်းဖြစ်နေခံစားကြည့် stretch ဖြစ်နေခံစားကြည့်โอเคခါလေးကမထားခါကြီးလို့ကော့ပြီးရှေ့ယူလို့မလွန်းနာလို့ဆိုပြီးတော့အနောက်ကိုမသွားပဲမင်းအနောက်ဘက်ကိုပို့သွားပြီးအဲ့တော့မှဒီနေရာ stretch ဖြစ်နေโอเคโอเคကိုလို့ဆရာရှိရလို့ โอเคโอเคပြီးသွားလို့ရှင်ဒါလေးနောက်တစ်ဖက်လေးသွားကြည့်မယ်တင်လိုက်မယ်ဒူကောင်းလေးပါတင်ထားကြည့်ရတယ်ခုံကိုောက် adjust လုပ်ပြီးခြေကိုရှေ့ကိုထောက်နောက်ခြေောက်ကိုွေးထားလိုက်ရတယ်နော်ရှေ့ကိုမြန်မြန်သွားအရှေ့ခြေောက်ကရှေ့ကိုမြန်မြန်သွားအရှေ့ခြေောက်ရှေ့ကိုမြန်မြန်သွားပြီးထိုင်ချလိုက်တဲ့အချိန်ညမှာဒီနေရာကဒီ stretching ပို့ဖြစ်မှာတင်ထားဒီဘောလေးမှာတင်ထား ကလထိုင်းရဲ့တန်းပေါင်လေးမှတင်တာတကယ်လို့တခုရှိရနော်ဒီနေရာမှာကျမတို့ကလေဘလို့လဲဆိုတော့ကိုယ့်ရဲ့ chair ကရုံးမလုံးနေတဲ့ chair ကလေ rolling လိမ့်တာဖြစ်တဲ့ဆိုရင်တော့သတိထားနော်လိမ့်နေဟာဆိုတော့ကြလိမ့်ထွက်သွားလိမ့်မယ်အဲ့တော့ခုံကအောက်ကခုံကမြဲရမယ်နော်အဲ့လိုမြဲမြဲတဲ့ခုံမှအဆင်ပြေမှာနော် stretch လုပ်ထားနောက်ကဒီ hip flexor ရလန်းတင်းဖြစ်နေတာခံစားကြည့် Okay ထိုင်လို့ရတော့နေထထိုင်ကြည့်တယ် surface မယ်ဖက်เสียရှင်ဖက် Okay โอเคအဲ့တော့အကွက်ကဘယ်နှကွက်မှမရှိဘူးဒါပေမဲ့ break time လေးမှာကျမတို့7မိနစ်လောက်ချိန်ပေးလိုက်လို့ရှိရင်ဒါလေးအကုန်လုံးလုပ်လို့ပြီးသွားမယ်โอเคအဲ့တော့အဓိကဒီယောဂတနိုင်လုံးလုံးကြီးမှာ exercise ကြီးတနိုင်လုံးလုံးနိုင်မှာမဟုတ်ဘူး stretching ကိုပုံမှန်လေးနေ့စဉ်10မိနစ်ကနေ15မိနစ်လောက်ပေးလိုက်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့ကြွတားတန်မမှုရောကြွတားပြုတ်ပြောင်းမှုရောပေါင်းဆက်ပြီးရလေ့ကျင့်မယ်ဆိုလို့ရှင်ခန္ဓာကိုယ်အများကြီး fit ဖြစ်တဲ့အနေထားကိုရောက်မယ်နော်အသက်ကြီးလာလို့ဟိုနေရာတင်ဒီနာတင်ဟိုနားနာဒီနားနာတွေကို ကာကွယ်ပေးနိုင်မယ်ဟုတ်ပြီနော်အားလုံးနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့မယ်နော်တက်တာ